ဟိုင်အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘန်ကောက်မြို့ရဲ့အလှတရားတွေကိုတဝိုင်းထိုင်းကြည့်ပြီးတပုံလက်လာလေးတွေရိုက်လို့ရမယ်ကော်ပီဆိုင်လေးကိုခေါ်ဆောင်မှာဖြစ်ပါတယ်ကော်ပီဆိုင်လေးကတော့စီလုံလန်းကအင်ပါတာဝါ55တန်းမှာရှိတာဖြစ်ပါတယ်အင်ပါတာဝါလေးကိုဝင်ခြင်းမှာတက်လီကနဲ့အပေါ်တစ်ဆင့်တက်ရပါတယ်တက်လီကနဲ့တက်ပြီးညဘက်ချမ်းလေးမှာစာအုပ်စင်တန်းလေးရှိပါတယ်အိတ်စာအုပ်စင်တန်းလေးမှာတပုံရိုက်လို့ရပါတယ်ကော်ပီဆိုင်ကိုသွားရတဲ့အခါလမ်းမတည်ဘူးဆိုရင်အဲ့မှာရှိတဲ့ဝန်ထမ်းတွေကိုမေးလို့ရပါတယ်ဝန်ထမ်းတွေကလမ်းညွှန်ပေးပါလိမ့်မယ် ကော်ဖီဆိုင်ကိုသွားဖို့အတွက်တယ်လီကမ်နေရာကိုနည်းနည်းသွားရပါတယ်။ဝန်ထမ်းနေရာတယ်လီကမ်အပေါက်အဝါကိုလမ်းညွှန်ပေးပါလိမ့်မယ်။အဲ့ဒီအပေါက်ကနေဝင်သွားပြီးနည်းနည်းရှောင်ရင်တယ်လီကမ်ကိုရောက်ပါတယ်။အဲ့ဒီအထဲမှာလည်းတက်ပုံရိုက်လို့ရန်လှပါတယ်။ကျွန်တော်တို့ကတော့တိတ်မြိုက်ခဲ့ရပါဘူး။နောက်တစ်ဆင့်ထပ်ဝင်ရပါသေးတယ်။တယ်လီကမ်ကိုမရောက်သေးပါဘူး။အဲ့ညမှာလည်းလူတွေရဲများပါတယ်။ဒါမဲ့ကျွန်တော်တို့ကငွေချင်းသုံးတော့သွားတာဖြစ်တဲ့အတွက်နည်းနည်းတော့စပီဆွဲခဲ့ပါသေးတယ်။ ဘာတဲ့ငါတဲ့ကိုရောက်တော့အပြင်ကိုထွက်လိုက်တော့အရန်လာပါတယ်ကော်ဖီဆိုင်လေးကိုတန်းတွေ့ရပါတယ်ကော်ဖီဆိုင်မှာလူရမ်းများပါတယ်မနေ့ပိုင်းစောသွားတာပိုကောင်းပါတယ်ကော်ဖီဆိုင်မှာကျွန်တော်ကတော့ကော်ဖီလာတီလေးကိုမှတောက်ခဲ့ပါတယ်ကော်ဖီလေးတောင်းရင်ဖြူးလေးကြည့်ရင်လည်းအရန်မိုက်ပါတယ်ဘန်ကောက်ရောက်ရင်အဲ့နေရာလေးကိုရောက်အောင်သွားပြီးတော့ထွိုင်းကြည့်တင်ပါတယ်ကော်ဖီတစ်ခွက်တောက်ပြီးတဝိုင်းထိုင်ပြီးဖြူးကြည့်လို့ရပါတယ် ရှေ့မှမြင်နေရတော့နှာခေါင်းမြူရဲ့အမြင့်ဆုံးတိုက်လို့ပြောတယ်မဟာနှခွန်တိုက်ဖြစ်ပါတယ်။အရန်လှပါတယ်ကြည့်ရတဲ့မြင်ကွင်းတွေကအရန်ကိုမိုက်ပါတယ်။ကျွန်တော်တို့ကတော့ view ကြည့်တယ်လို့ဝါပြီးတငငင်းတော့ပြန်လာခဲ့ပါပြီ။အားလုံးပဲကျေးဇူးတင်ပါတယ်။